သတင်းပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျူဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာခိုရကပထမအဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြင်းချမ်းမျိုးပေါ်မှာရှိတဲ့ခရိုင်ယုံရဲတင်တဲ့အကြောင်းဈေးချစတက်ဂိတ်နဲ့သကောဝဂိတ်တို့ကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုတွင် ဂျမ်ဘတ်စစ်သားနဲ့ပြူစောတီရှစ်ဦးတင်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းမြင်းချမ်းမြို့မှာရှိတဲ့ခရိုင်ယုံရဲတင်းတန်ကြောင့်ဇီးချံစတက်ကိန်းနဲ့သကောဝါဂိတ်တို့ကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုတွင်အဂျမ်ဘတ်စစ်သားနဲ့ပြူစောတီရှစ်ဦးတင်ဆုံခဲ့တယ်လို့မြင်းချမ်းဗလတ်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောပါတယ်။ပြီးခဲ့တဲ့မေလ15ရက်မနက်10:00နာရီချိန်မှာစတင်ပြီးမြင်းချမ်းမြို့မှာရှိတဲ့ခရိုင်ယုံရဲတင်းတန်ကြောင့်မဆရှိရကွက်ဇီးချံကာကင်ကိစ္စကန်နဲ့အမဆရှိရကွက်သကောဝါကာကင်ကိစ္စကန်တို့ကို ဂေါမြင်ဆောင်အညာမြေစစင်ရေးဖြင့် MPD တပွဲနဲ့မာမိတ်များပူပေါင်းကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စကန်းတော့မတိန်နိုင်ခဲ့ဘူး။မျိုးပေါ်ဆိုတော့တရင်ပေါက်တဲ့အပိုင်းတွေလည်းပါမယ်။တည်ထားရတဲ့အင်အားထက်ဒုံးလေးစားလောက်များနေတာရှိတယ်။အဲလိုဆိုတော့လက်နက်တွေလည်းမရခဲ့ဘူး။ဒီစစင်ရေးအတွင်းမှာပြည်သူတွေထိခိုက်မှုရှိတယ်လို့ကြားတယ်။မိဘပြည်သူတွေအနေနဲ့ဆဲဟုဆုံးတဲ့နေတဲ့နေရာတွေမှာမနေဖို့အဓိကမြေတားရက်ခန့်ချင်ပါတယ်လို့ MPD တပွဲခေါင်းဆောင်ဘိုးမိုက်ကဲကဆိုပါတယ်။ထို့ကဲ့သို့တက္ကသိုလ်တွင်ဂျမ်ဘတ်စစ်သားတအို အမျိုးသမီးပြုစောတီနှစ်ဦးနဲ့အမျိုးသားပြုစောတီငါးဦးစုစုပေါင်းရှစ်ဦးတည်သွားတယ်လို့သိရပါတယ်။အဆိုပါတကိုင်းမှုကိုမြင်းချမ်းဘလတ်တိုက်က MPT တပ်ဖွဲ့ Barmes Gorilla 4 BGN နဲ့ဗိုလ်စားပြောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကားဝေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းအဆိုပါစစ်စင်ရေးမှသည်မြို့သိမ်းစစ်စင်ရေးတို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းနဲ့မြန်မာနယ်စပ်ဒေပေါ်ဘူးစကန်းတို့စကူလာတဲ့ အင်အား90ကျော်ပါတဲ့ဂျမ်ဘတ်စစ်ကြောင်တစ်ခုလုံးကို GNL ပူပေါင်းတပ်များကချိန်မုံးလိုက်ပြီးတော့ဂျမ်ဘတ်စစ်သား30ကျော်အရှင်မိကစစ်သားများပြတည်ဆုံးပြီးလက်နက်တွေရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ GNB နဲ့ထိုင်းမြန်မာနယ်စပ်ဒေဘော်ဘိုးစကန်းကိုစကူးလာတဲ့အင်အား90ကျော်ပါတဲ့စစ်တပ်စစ်ကြောင်တစ်ခုလုံးကို GNL ပူပေါင်းတပ်များကချိန်မုံးလိုက်ပြီးတော့အကြံပတ်စစ်သား30ကျော်အရှင်မိကအများပြတည်ဆုံးသွားတယ်လို့ GNL စည်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့မေလ29ရက်နေ့မှာစတင်ပြီး ခရင်ပြည်နယ်ထိုင်းနယ်မြန်မာနယ်စပ်မြဝတီမြို့နယ်ဒေပေါ်ဘိုးစစ်တပ်စခန်းကိုစစ်ကူလာတဲ့အင်အား90ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို DGPA ဌာနချုပ်စုံစည်းမြရဲ့ဤသို့ရောက်ရှိစင်မှာ KNL မားမိတ်ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းအရင်နေ့မနက်ပိုင်းမှာပဲစောပါစစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးအကြမ်းဖက်စစ်သား30ကျော်အရှင်ဖမ်းဆီးရရှိခဲ့ကြောင်းဒါပြင်စကောင်းစီတပ်သားအများအပြားသေဆုံးသွားကြောင်းသိရပါတယ်အဲ့ဒီစစ်ကြောင်းကဒေပေါ်ဘိုးကိုသွားဖို့လာတာ DGPA ဌာနချုပ်နာအရောက်မှာ ဒေါ်လိုင်ကြီးတက်တွေကဘိတ်ဆို့ပြီးတော့တက်ခိုက်တာစစ်ကြောင်းတစ်ကြောင်းလုံးနဲ့ပြုတ်သွားပြီအဲဒီစစ်ကြောင်းမှာအင်အား82ဦးပါတယ်ဂျားပြက်တက်ခိုက်တာမှာဒုံးစဲကျော်လက်ရှိအရှင်မိထားတယ်ဂျန်နာတွေအကုန်လိုက်ရှင်းနေပါတယ်လက်နက်တွေလည်းရထားပါတယ်လေရင်လာကျဲလို့တရီထားနေရပါတယ်မနေ့ကနေဒီမနက်ပိုင်းမှာပြီးဂျားပြက်တက်ခိုက်တာပါလို့စည်ရေးသတင်းရင်းမြစ်ကဆိုပါတယ်ဒါပြင်ဒေဘောဘိုးရွာထဲမှာရှိတဲ့အကြံပတ်စကောင်းစီရဲ့ဒေဘောဘိုးစကန်နေရာနဲ့ကာကင်းစကန်နေရာများကို GNL မာမိတ်တက်တွေကဘိတ်ဆို့တက်ခိုက်နေတယ်လို့သိရပါတယ် ထိုင်းနဲ့မြန်မာနယ်စပ်ဝေါ်လေဒေသမှာ KN နဲ့လေမာမိတ်တပ်များကဂျမ်ပတ်စကောင်းစီရဲ့တပ်စခန်းတွေကိုဇက်တိုက်မနာတန်းထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့မာမိတ်ပူပေါင်းတပ်များအနေနဲ့လည်းဂနယ်လေမော်ခိဒေသပလဲစခန်းတွေကိုတိုက်ခိုက်နေတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မန္တလေးကောင်းပွိုင်ပါမိလောက်မှုတွင်အမျိုးသမီးလေးဦးတည်ဆုံနေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးချမ်းဟိသဆန်မြို့နယ်33လမ်းနဲ့34လမ်းကြား89လမ်းပေါ်မှာရှိတဲ့ကောင်းပွိုင်ပါမှာ ဒီကနေ့မနက်9:48မိနစ်ခန့်ကမိလောက်မှုဖြစ်ပွားခဲ့ရမှာအမျိုးသမီး၄ဦးတင်ဆောင်ခဲ့တယ်လို့မန္တလေးခရိုင်မိသက်ဦးစီးဌာနထံမှသိရပါတယ်။ဘာမှမိလောင်းတာမှအမျိုးသမီး၄ယောက်တင်ဆောင်နေဆိုတာမှန်ပါတယ်။ဆိုင်ဝင်နန်းတွေလို့ကနေဦးသိရတယ်။မိလောင်းတဲ့အချိန်မှာပိတ်မိပြီးတင်ဆောင်တာမျိုးပါ။မိလောင်းတဲ့အကြောင်းရင်းကတော့စစ်စစ်နေသေးပါလို့မန္တလေးခရိုင်မိသက်တပွဲမှတာဝန်ရှိသူတဝူကပြောပါတယ်။ခြံရေးတာဆန်မျိုးနဲ့33လမ်းနဲ့34လမ်းကြား89လမ်းပေါ်မှာမိလောင်းမှုဖြစ်ပွားနေတယ်လို့တင်ရင်ရရှိတာကြောင့် မျိုးနဲ့မိတဲ့စကန်ကမိသားရဲ့များထွားခွာမင်းငိမ့်တက်ခဲ့ရမှာမနက်10နာရီမှမိထိန်နိုင်ခဲ့ပြီး10နာရီ10မိနစ်မှမင်းငိမ့်တက်နိုင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပေါင်မျိုးနယ်ကဆေးရှောင်းတွေကိုချက်သိန်း1500ကျော်ထောက်ပံ့နေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။မကွေးတိုင်းပေါင်မျိုးနယ်အတွင်းရွာနေရွာကဆေးရှောင်းအိမ်ထောင်စု385စုကိုမေလ26ရက်နေ့နဲ့29ရက်မှာငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ပေါင်မျိုးနယ်လူသားချင်းစာနာထောက်ထားရေးနဲ့ ဘီအန်နဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနထံမှသိရပါတယ်။ပြီးခဲ့တဲ့မေလ26ရက်နေ့မှာဗိုလ်ပြုလုံကန်ဂျေးဝါကအိမ်အောင်စု230ကိုတချိန်၊မေ29ရက်နေ့မှာအိုင်ဂိုင်းဂျေးဝါကအိမ်အောင်စု145စုကိုတချိန်၊ဒိန်အောင်ကိုငွေကျပ်၄သိန်း15,000နှုန်းနဲ့စုစုပေါင်း1,500ကျော်ထောက်ပံ့ပေးခဲ့တာလို့ဆိုပါတယ်။အခုကျွန်တော်တို့အနေနဲ့မိုးရီဆမပြက်ရွာသွန်းနေတဲ့ဂျားတွေကနေလမ်းနေလျှောက်လိုက်ဆိုင်ကလေးစီးလိုက်လေတွေစီးလိုက်နဲ့လမ်းမဆက်တွေ့ရခက်ခဲကြတဲ့ကနေတွားရောက်ခဲ့ရတာပါလို့သူကပြောပါတယ်။ အဆိုပါဖော်ပြလုံကန်ဂျေးဝါကဒေတာကန်တွေဟာ2024မြေကုတ်မိုင်းမှာစတင်ဆက်ရှောက်နေရတာဖြစ်ပြီးတော့အိုင်ငိုင်းဂျေးဝါကဒေတာကန်တွေကတော့2023ခုနှစ်တွင်ကလေးကဆက်ရှောက်နေကြရတာဖြစ်တယ်လို့ပေါင်းမြို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နေရာဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတာဝန်ရှိသူကပြောပါတယ်အဆိုပါဂျေးဝါနေဝါကစုစုပေါင်းလူဦးရေ1600ကျော်ဟာဆက်ရှောက်နေရတာဖြစ်ပြီးမျိုးနဲ့အတွင်းကလူရှင်တွေရဲ့လူဒဏ်ထောက်ပံ့မှုနဲ့ယက်တိနေထိုင်ကြရတယ်လို့သိရပါတယ်အရင်နောက်အာဆီယံရဲ့ဒုက္ခအိုးနဲ့ အန်ယူဂျီဘက်ကအားပြရမယ့်အချက်၈ချက်ဆိုတဲ့ဆောင်းပါရှင်ဆရာလာဆိုဝေရဲ့ရေးသားဖို့ပြထားမှုကိုတင်ဆက်ပေးကြပါရစေ။မေလ29ရက်နေ့ဟာစစ်ဘိုးချုပ်များရဲ့ဂတိစကားကိုယုံစားမိလို့အယူလောက်ခံခဲ့ရတာဟာ35နှစ်တင်းတင်းပြေးခဲ့ပြီဖြစ်ပါတယ်။အဲဒီချိန်မှာဆလို့မြန်မာဟာအိန္ဒိချင်းနိုင်ငံအများတို့ကခေါင်းခဲဆရာဒုံမဲတကောင်ဖြစ်လာခဲ့ဒီမှာလည်းယခုတိုင်ဖြစ်ပါတယ်။အာဆီယံဟာမြန်မာရေးကိုဖြည့်ရှင်းရန်အရေးတကြီးလိုအပ်လာပြီဆိုတာကိုအားလုံးကတညီတညွတ်တဲ့လက်ခံကြပါမယ်လေ။ ၎င်းတို့နောက်ဆုံးထွက်လာတဲ့ဂျင်ညာချက်ထဲမှာတော့အပြေခက်ရစဲထားမှုကိုတတန်းထက်တော့ရာငင်းငံရေးတွေအားလုံးပါဝင်ဇွန်ရွေးချဖို့တိုက်တွန်းကြောင်းပါရှိမှုတွေနဲ့ထုံးစံအတိုင်းပဲဆုံးသက်သွားခဲ့ပြီဖြစ်ပါတယ်။ဒါပြင်အားလုံးကမလေးရှားဝန်ကြီးချုပ်ရဲ့အုပ်ဆောင်မှုကိုမြောက်ပင့်ပေးကောင်၎င်းရဲ့နောက်ကနေနောင်မီခိုလိုက်ကုန်ကြပါတော့တယ်။သို့တော်လည်းထို့သို့ဖြစ်သွားမှာကိုမလိုလားတဲ့တရုတ်ရဲ့သဘောကိုကောင်းစွာစစ်ကြောမိတဲ့ထိုင်းကလည်းတစင်ထောင်းဖို့လှောက်ရှားလာပါတယ်။တခုနားလဲရခန့်နေတာကတော့ ငလျင်တန်းခံရပြီးချိန်မှာစားလို့တရက်တလေမှတနက်တန်ရက်သွားခြင်းမရှိတဲ့ပြင်ဇာတင်ချောင်းတွေကိုဂျမ်ဘတ်စတက်ရဲ့ဘုံကျဲတခိုင်းမှုတွေကြောင့်ကလေးတငယ်နဒါစင်ခန့်တင်ဆောင်သွားခဲ့ပြီးဆိုတဲ့သတင်းတည်လေကဘာတဝမ်းမှာဟိုးလေးတကြောကြောဖြစ်သွားခဲ့ရပြီးတော့ကုလသမဂ္ဂတွင်ရေးမှုပင်ထိတ်လန့်တုံလုံးမိကြောင်ပြောလာရပါမယ်လေအဲ့ဒီဖြစ်ဆိုးကြီးဟာ၎င်းတို့ရဲ့ပါဆက်ဖျားသွို့ပင်ရောက်လာခဲ့ခြင်းမရှိပါ၎င်းတို့လုံပေးနိုင်တာလုံပေးပြီးပြီးဆိုတဲ့သဘောထားဟာနိုင်ငံကိုအချမ်းပဲဆဲဟုစုလုံချင်တာလို့ထိုးဝဲနေခြင်းပင်ဖြစ်ပါတယ် ဆယ်ဟုစုအားအာဆီယံရဲ့ထိပ်တည်အစည်းအဝေးများဖြစ်တဲ့ EU အမေရိကန်တရုတ်ပင်လယ်ခွေဘူပေါင်းဆောင်ရွက်ရေးကောင်စီများနဲ့ဆက်ပြီးတော့လုံမဲ့အစည်းအဝေးများမှာပါဝင်ခွင့်ပိတ်ပင်ထားခြင်းအပြင်၎င်းတို့ဟာမြန်မာကိုကိုစားပြုတဲ့ဇိုးရတရက်ဖြစ်ဒီမှန်မပြုတဲ့သဘောဖြစ်တာကြောင့်ဂုံဒိခအရာအကြီးကျယ်ရှက်ရစေတဲ့လုပ်ရည်လည်းဖြစ်ပါတယ်တော်တော်လေဒါဟာဆယ်ဟုစုကိုတိတိယောက်ယောက်ထိုးနှက်နိုင်ခြင်းတော့မရှိပါဘူးအခုချိန်မှာအာဆီယံဖို့အလုံးတင်ဆုံးကအချက်၅ချက်ကိုလိုင်းနာဆောင်ရွက်ခြင်းမရှိဘူးဆိုရင်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကိုတရားဝင်တင်မှတ်ပြုတ်ပြီးတော့ ၎င်းတို့နဲ့သာဆက်ဆံသွားမယ်လို့ဖိအားပေးချိန်ချောက်ရံပင်ဖြစ်ပါတယ်။အခုလိုဗဇက်ကတပွားပွားပြောနေုံနဲ့လုံမဖြစ်တာကလည်းလင်းနေကြော်လာပြီဖြစ်ပါတယ်။ဒေးတွေအာဆီယံဟာမြေတုံးမှာတုံစားများတဲ့အဖွဲ့ကြီးသာဖြစ်တယ်လို့မြန်မာပြည်သူများရဲ့ယူဆခံရတဲ့အဖွဲ့ကြီးလည်းဖြစ်လာပါတယ်။ဒါပေမဲ့ထို့သောယူဆခံရမှုဟာဒေါ်လာရေးကြီးအောင်မြင်သွားပြီးတဲ့နောက်မှာပင်မြန်မာပြည်သူတွေရဲ့စိတ်မှာအမဲဆက်ကြီးဖြစ်အမြဲလို့ထင်ကျန်နေတော့မှလည်းဖြစ်ပါတယ်။တပတ်မှာမြို့သားညညရဲ့ဇိုးရဘက်ကလည်းဒေါ်လာရေးအောင်မြင်ရအောင်မြင်ချောင်းအတွက်အားဖြည့်ပြောင်းလဲစရာတွေရှိလာနေပါတယ်။ ဒါနဲ့ပတ်သက်လို့ယူရီရှားစားဆောင်မှာဆောင်ပါရှင်နီကိုလက်စ်ကောင်းကခိုးလို့ချက်ရှစ်ချက်နဲ့အကြံပြုတ်ထားပါတယ်။နံပါတ်၁အမျိုးသားညညို့ရဲ့ဆိုးရွားပွဲမှာအဓိကကြားတဲ့ဒိုင်ယန်သားတော်လန်ရဲ့ဖွဲတဖွဲစီမှာကိုယ်စားလှယ်များထည့်သွင်းရန်။နံပါတ်၂ထိန်ချုံနေမိများတွင်လူဒိုးဝန်းဆောင်မှုတရားဥပဒေစိုးမိုးရေးစီကန်းတက်ဝဲမှုရှိရေးအစားရှိတဲ့အုပ်ချုပ်ရေးလုပ်ငန်းများပို့ပြီးတော့ခိုင်မာလာအောင်ဆောင်ရွက်ရေး။နံပါတ်၃တရုတ်နဲ့ရုရှားတို့မှဆဲဟုတ်စုကိုထောက်ခံမှုပေးနေပြီးထရန်ဆိုးရရဲ့မူဝါဒဟာလည်းခံမရခတ်နေတဲ့ချိန်မှာ မြို့သားညညရဲ့ဆိုရအန်ယူဂျီမှမိမိတို့ရဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟာအမေရိကန်နဲ့ဒေတာတွေဂျိုစီပွားနဲ့ဂိုင်းညီပြီးတော့ဒီငိန်စိမ့်မဲ့အင်အားတည်းရဲ့ဖြစ်ကြောင်းပုံပေါ်ရမယ်။ဘေကျင်းနဲ့အာဆီယံတို့ရဲ့တောင်းဆိုလာမှုတွေဟာလိန်လေလေပြားတဲ့ရွေးကောက်ပွဲတွေနဲ့မယိုးသားတဲ့ငိန်ချမ်းရေးဇွန်လေးပွဲများသာထွက်ပေါ်လာဖို့ရှိတာကြောင့်မိမိတို့ဘက်ကအခြားရှင်လင်းပြတ်သားတဲ့ရွေးချယ်ဆရာများနဲ့မရင်ရိုက်တဲ့ဆုံးဖြတ်ချက်များနဲ့တံပြန်ရမည်။နံပါတ်၄ဘန္နာရေးရချိုးချန့်ချွတ်တာနိုင်ရန်စွမ်းဆောင်ရည်မြင့်တက်နိုင်ရန်ဝန်ကြီးဌာနများကိုရှင်းချပြီးပြန်လည်ဖွဲ့စည်းရမည်။ နမငေါအကြမ်းမဆက်တက်ရဲ့ဝါဒဖြန့်မှုတွေနဲ့နိုင်ငံတကာရဲ့ထောက်ခံမှုရလာစေရန်မိဘညာပိုင်းကိုစံတက်တီထွင်စွာအသုံးပြုရင်လူငယ်များကိုစေယုံလုံဆော့မှုများနဲ့မဟာဗျူဟာမြောက်စတွေ့ရေးစနစ်အကောင်အထည်ဖော်ဖို့မရှိမပြည့်လိုအပ်လာပါတယ်။နမ၆လက်ရှိຫນွေဦးဖွံ့ဖြိုးရေးဘဏ်ကိုစံတက်ဖော်ဆောင်နိုင်မှုကိုချီးကျူးရမှာဖြစ်ပါတယ်။တော်တော်ရေရှည်တွက်ရမုံငွေများဖူလုံအောင်ဖန်တီးပေးနိုင်မယ့်ရင်းမြစ်များရှာဖွေရမယ်။နမ၇ပြင်ပမှစည်ရင်စစ်ချုပ်တဝူးကိုခံပြီးဝင်ကြီးဌာနအားလုံးရဲ့ဗဏ္ဍာရေးဆိုင်ရာလုပ်ငန်းဆောင်တာများကိုကြီးကြပ်နိုင်ရန်နဲ့ ဝင်လင်းမြတ်တာမူဂျန်ဝဲပိုင်ထိရောက်မှုရှိစေရေဆောင်ရရန်ပြိုးပြင်ပြောင်းလဲမှုများအရေးပေါ်လိုအပ်ချက်နဲ့တရားမှုပေါ်အခြေခံပြီးဦးစားပေးစစ်စင်နေချမှတ်ရမှာဒိုင်ယန်သားကိုစားပြုမှအစားပြုကနိုင်ငံရေးဥပဒေရေးဟာစီးပွားရေးလူမှုရေးလုံခြုံရေးနဲ့နိုင်ငံတကာဆက်ဆံရေးစားတဲ့ကဏ္ဍခြားကိုအကောင့်ထဲပေါ်ရန်အစားရှိသဖြင့်ကြံပြုတ်ထားတာဖြစ်ပါတယ်ဒေါ်မတာစတက်ရဲ့တနက်ပြဘုံကျဲမဲဘုံထောင်လိန်ညာချင်းချောက်အုပ်ချုပ်ခံရမယ့်အရေးမှပြည်သူတို့အမြန်ဆုံးကြော်လွှာလုံမြောက်နိုင်မှာဖြစ်ပါတယ် ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။